ဒီကျမတို့မြို့သားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုထူထောင်တာနောက်လာဆိုလို့ရှိလို့ရှိရင်32နှစ်တင်းတင်းပြည့်ပါပြီ။ဒီတော့32နှစ်တုန်းကမမွေးခဲ့တဲ့ပြည်သူပြည်သားတွေလည်းအခုအများကြီးရှိပါတယ်။ဒီမတို့အဖွဲ့ချုပ်ထဲမှာဆိုရင်လည်း32နှစ်အောင်ပြည်သူပြည်သားတွေအများကြီးရှိတယ်။နောက်ပြီးတော့လည်း32နှစ်အထက်ဆိုပေမဲ့လည်း1988ခုနှစ်တုန်းကအင်တာမငယ်လို့ဒီမတို့အဖွဲ့ချုပ်ရဲ့တမိုင်းချောင်းကိုမသိတဲ့သူတွေလည်းရှိပါတယ်။တချို့ကြတော့ 1988ခုနှစ်ကလေးကကျမတို့နဲ့ပါလာပြီမြင်ကျမတို့သမိုင်းကိုမေ့နေတဲ့လူတွေလည်းရှိပါတယ်အဲ့တော့မေ့နေတဲ့လူတွေလည်းသတိပေးဖို့မသိသေးတဲ့လူတွေလည်းအသိပေးဖို့ဆိုပြီးတော့အဖွဲ့ချုပ်ပဲသမိုင်းလေးကိုစပြီးတော့ပြောချင်ပါတယ်စပြီးပြောချင်တယ်လို့ပြောတာဟာဒီတခါပြောတာနဲ့လည်းပြီးမှာတော့မဟုတ်ပါဘူးတခြားတခါတည်းမှာလည်းအကြ ాయి မပြောချင်ပါဘူးအဲ့တော့နင်းနေနင်းနေနဲ့ကျမပြောသွားမှာဖြစ်ပါတယ်ဘာဖြစ်လို့ကျမပြောသွားမလဲဆိုတာကျမတို့ဟာ ကျမတို့ရဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအခုပြည်သူတွေရဲ့ထောက်ခံမှုကိုတောင်းမှာဖြစ်ပါတယ်။ပြည်သူတွေရဲ့ထောက်ခံမှုကိုတောင်းတဲ့အခါကျလို့ရှိရင်ကျမတို့ဟာဘယ်လိုအဖွဲ့အစည်းမျိုးဖြစ်တယ်ဆိုတာပြည်သူတွေကသိဖို့လိုပါတယ်။တည်တည်နဲ့နားလည်မှုနဲ့ပေးတဲ့ထောက်ခံမှုကသာတကယ်အဓိပ္ပာယ်ရှိတာပါ။တကယ်ကိုအနှစ်သာရရှိပြီးတော့တောင်းဖို့ရှိတာဖြစ်ပါတယ်။အဲကျမတို့1988ခုနှစ်တုန်းကအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုထူထောင်ခဲ့တဲ့ရည်ရွယ်ချက်ကစစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံတစ်ခုထူထောင်ဖို့ထူထောင်တဲ့နေရာမှာ ကျမတို့ဟာမျိုးသားရင်ကြားစီရင်နဲ့အကြမ်းမဖက်ဖို့ဆိုတဲ့ဝါဒတွေကိုကျမတို့ကနေပြီးတော့မြဲ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 ကြီးကန်ဆုပ်ပြီးတော့ထူထောင်ဖို့ဖြစ်ပါတယ်ဒီအမျိုးသားရင်ကြားစီရင်ဘာဖြစ်လို့လိုအပ်လဲဆိုတော့ကျမတို့ရဲ့နိုင်ငံအတွင်းမှာဆိုလို့ရှိရင်မတူကွဲပြားမှုတွေအများကြီးရှိပါတယ်မတူကွဲပြားမှုဆိုတာအင်အားဖြစ်နိုင်တယ်လို့အားနည်းချက်လည်းဖြစ်နိုင်ပါတယ်ကျမတို့ဟာမျိုးရအမျိုးသားရင်ကြားစီရင်ဆိုတာမတူကွဲပြားမှုတွေကိုအင်အားဖြစ်အောင်လို့လုပ်ဖို့ရည်ရွယ်ချက်နဲ့ မူဝါဒတစ်ခုအနေနဲ့ကျမတို့ဆုတ်ကောင်းခဲ့တာပါမတူကွဲပြားမှုကိုကျမတို့အင်အားဖြစ်အောင်လုပ်မယ်ဆိုရင်ကျမတို့နိုင်ငံဟာတကယ်စစ်မှန်တဲ့ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတစ်ခုဖြစ်နိုင်မှာလေဒီလိုဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုဖြစ်နိုင်မှသာလျှင်ကျမတို့နိုင်ငံမှာရေရှည်ဖွံ့ဖြိုးမယ်တိုးတက်မယ်ငြိမ်းချမ်းမယ်ငြိမ်းချမ်းရေးမရှိရင်ဖွံ့ဖြိုးမှုဆိုတာရေရှည်မခံနိုင်ပါဘူး ဖွံ့ဖြိုးမှုမရှိလို့ရှိရင်လည်းငြိမ်းချမ်းရေးဆိုတာပြက်ပြားတတ်ပါတယ်။ဒါမှမဟုတ်ငြိမ်းချမ်းရေးရောဖွံ့ဖြိုးမှုဖွံ့ဖွံ့ဖွံ့ဖြိုးရေးရောနှစ်ခုစလုံးကိုကျမတို့ခိုင်ခိုင်မာမာရဖို့ဆိုလို့ရှိရင်အမျိုးသားညီညွတ်စေရေးဟာလိုအပ်တာပါ။နောက်ပြီးတော့ကျမကနေဘုရားအကြမ်းဖက်မဖက်တဲ့လမ်းစဉ်သွားမယ်ဆိုတာအဲ့ဒီတုန်းကကျမတို့လိုပဲဒီမိုကရေစီကိုလိုလားပေမဲ့အကြမ်းမဖက်တဲ့နည်းနဲ့ရနိုင်မယ်ဆိုတော့မယုံကြည်တဲ့အစုအဖွဲ့တွေလည်းရှိခဲ့ပါတယ်။ဒါပေမဲ့လည်းကျမတို့ကတော့ကိုလိုချင်တဲ့ နိုင်ငံရေးအဖြစ်ကိုအုံနှောင်းနဲ့နှလုံးသားကိုတုံးပြီးတော့ရနိုင်မယ်ဆိုတာကိုကျမတို့ယုံကြည်ခဲ့ပါတယ်။ဒီယုံကြည်မှုအရာကျမတို့လုတ်လုတ်ခေါင်လုတ်ဆောင်ခဲ့တာဟာအခုဆိုရင်30အနည်း30ကျော်သွားပါပြီ။နောက်လာဆိုရင်32နဲ့တင်းတင်းပြေပါမယ်။ဒီလိုလုတ်ခဲ့ရတာလွယ်သလားဆိုတော့မလွယ်ပါဘူး။အကြမ်းမဖက်တဲ့နင်းနဲ့ငင်းချတဲ့နင်းနဲ့တရားဥပဒေစိုးမိုးရေးဆိုတာလေကျမတို့ကနေပြီးတော့အင်တာမအလေးထားတဲ့ကိစ္စဖြစ်ပါတယ်။ဥပဒေဘောင်တွင်းရ ကျမတို့လုပ်ဖို့ဒီဆိုင်မမဟိုငူဝါဒချခဲ့ပါတယ်ဥပဒေဘောင်တွင်းကလုပ်ဖို့ဆိုတာကျမတို့ကတရားဥပဒေစိုးမိုးရေးလို့အမြဲပဲပြောပါတယ်ဥပဒေများဆိုတာတရားတဲ့ဥပဒေတွေရှိတယ်မတရားတဲ့ဥပဒေတွေလည်းရှိတယ်အဲ့တော့မတရားတဲ့ဥပဒေတွေကိုတရားအောင်ဘယ်လိုလုပ်မလဲဆိုတာအဲ့လိုတရားအောင်လုပ်ဖို့နေရာမှာလေကျမတို့ကငင်းကြတဲ့နင်းနေပဲလုပ်ချင်တယ်ငင်းကြတဲ့နင်းနေတဆင့်တဆင့်မတရားတဲ့ဥပဒေတွေတရားလာအောင်တရားဥပဒေနိုင်ငံတော်ပေါ်မှာစိုးမိုးအောင်လို့ ျားတို့လို့ဖို့ရည်ရွယ်ခဲ့ပါတယ်အကျန်းဖက်မှုမကိုရှောင်းတာအကျန်းမဖက်တဲ့နည်းနဲ့နိုင်ငံရေးအပြောင်းလဲလို့ဖို့ရည်ရွယ်တာအဓိကအားဖြင့်တော့ပြည်သူလူထုအတွက်ပါပဲပြည်သူလူထုရဲ့လုံခြုံရေးအတွက်ပြည်သူလူထုမထိခိုက်ဖို့အတွက်ကျမတို့နိုင်ငံရဲ့လုံခြုံရေးအတွက်ကျမတို့နိုင်ငံရဲ့ညီညွတ်ရေးအတွက်အမျိုးသားရင်ကြားစေရင်အကြမ်းမဖက်မှုဆိုတာဟာအင်တာမအရေးကြီးတဲ့မူဝါဒတွေဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်က မတည်သေးတဲ့လူတွေကိုလည်းအတီးပေးရအောင်လို့ဆိုတာကျမတို့မျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကိုဒီလိုမူတွေနဲ့ထူထောင်ခဲ့တာပါမျိုးသားရင်ကြားစေရေးအတွက်အကြမ်းဖက်တဲ့နည်းနဲ့နိုင်ငံရေးပန်းတိုင်ကိုရောက်ရှိရေးအတွက်တရားဥပဒေစိုးမိုးရေးအတွက်ကျမတို့တဟာကိုရည်ရွယ်ပြီးတော့ထူထောင်ခဲ့တာဆိုတာကိုအတီးပေးခြင်းပါတယ်မိသွားပြီးဖြစ်တဲ့ကျမတို့ရဲ့အရင်ကတည်းကပါလာတဲ့အဖွဲ့ချုပ်ဝင်တွေကိုလည်းတတိပေးတာပါမမေ့ပါနဲ့ကျမတို့ဘယ်လိုကြောင့်ဒီဒီပါတီကိုထူထောင်ခဲ့တယ်ဆိုတော့ မမေ့ကြပါနဲ့လို့ကျမသတိပေးချင်ပါတယ်အခုကျမတို့ဆက်လာလျှောက်လာတဲ့ခီးဟာလွယ်သလားဆိုတော့မလွယ်ပါဘူးမလွယ်ပေမဲ့လည်းတလှမ်းချင်းတလှမ်းချင်းကျမတို့ခိုင်ခိုင်မာမာတော့လှမ်းခဲ့ပါတယ်ဒီလိုခိုင်ခိုင်မာမာလှမ်းခဲ့မှပဲကျမတို့လူကျင်တဲ့ပန်းတိုင်ကိုရေရှည်အနေနဲ့တည်တံ့ခိုင်မြဲအောင်လို့ကျမတို့လုပ်သွားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်ကျမတို့တလှမ်းချင်းတလှမ်းချင်းတက်ခဲ့တာဟာပထမပိုင်းနေမှာအင်္ဂလမကျန်းနိုင်ခဲ့ပါတယ် မသိတဲ့လူတွေသိအောင်ပြောရမယ်ဆိုလို့ရှိရင်ကျမတို့မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပထမအနည်း20ခီးအနည်း20ကြော်ကြော်ပေါ့နော် ခီးဟာတကယ်ကိုကြမ်းတမ်းခဲ့ပါတယ်ကြမ်းတမ်းခဲ့တယ်ဆိုတာဟာကျမတို့ရဲ့အဖွဲ့ချုပ်ဝင်တွေဟာလုံခြုံမှုလုံးဝမရှိခဲ့ပါဘူးလုံခြုံမှုမရှိတဲ့အထက်ဟာကျမတို့ဟာကိုယုံကြည်ချက်ကိုခံငယ်မာမာနဲ့လက်ဆွဲထားပြီးတော့ဆက်ပြီးတော့ချမှတ်ထားတဲ့အတိုင်းအကြမ်းမဖက်တဲ့လမ်းစဉ်ကိုရှောက်ခဲ့ပါတယ် ဒါနဲ့ပဲကျမတို့ဘယ်ကိုရောက်ခဲ့လဲဆိုတော့တဖြည်းဖြည်းနဲ့တက်ခဲ့တာ2000နှစ်ဂျာပြရွေးကောက်ပွဲကိုရောက်ခဲ့ပါတယ်ဒါပေမဲ့ဒီဂျာမှာကျမတို့ထွေထွေရွေးကောက်ပွဲတခုရှိရှိခဲ့တယ်ဆိုတာဟာတချို့တွေကမသိတဲ့လူတွေလည်းဖြစ်နိုင်ပါတယ်အဲ့ဒီအချိန်တုန်းက1990တုန်းကမမွေးခဲ့သေးတဲ့ကျမတို့ရဲ့လူငယ်များ1990ဆိုတော့အခုဆိုလို့ရှိရင် နှစ်20ရှိပြီပေါ့အနှစ်30ရှိပြီပေါ့နော်အဲ့တော့အနှစ်30ဆိုတော့လူလာပိုင်းတောင်ရောက်တော့မယ်လူငယ်တော့လူငယ်ပဲနှစ်30နိုင်ငံတကာကသတ်မှတ်ထားတာလူငယ်ဆိုတာအသက်နှစ်30အထိလို့နိုင်ငံအများကသတ်မှတ်ကြပါတယ်အဲ့တော့လူငယ်ပိုင်းကနေလူလာပိုင်းတောင်ရောက်ကြမယ်ပေါ့အဲ့ဒီအဲ့ဒီလူလာပိုင်းအထိရောက်ခဏီကျမတို့ပြည်သူတွေထဲမှာတောင်မှာ1990တုန်းကအထွေထွေရွေးကောက်ပွဲတခုဖြစ်ခဲ့တယ်ဆိုတာကိုမသိတဲ့လူတွေရှိပါလိမ့်မယ် ဲ့1990ရွေးကောက်ပွဲမှာလည်းကျွန်တော်တို့ကပြည်သူလူထုရဲ့ထောက်ခံမှုနဲ့အပြတ်အသတ်နိုင်ခဲ့ပါတယ်သို့တော်လည်းလွတ်တော်ခေါ်ပိုင်권လည်းမရခဲ့ပါဘူးအဲ့ဒီကနေပြီးတော့နိုင်ငံရေးတိုးတက်မှုဘာရခဲ့လဲလို့မေးလို့ရှိလို့ရှိရင်ကျွန်တော်တို့ကပြည်သူလူထုရဲ့ယုံကြည်မှုကိုရတယ်ဆိုတာတဲ့ကျမတို့နိုင်ငံတို့ကိုတင်မကကျမတို့တကဘာလုံးကိုပြနိုင်ခဲ့ပါတယ်။ဒါဟာလေကျမတို့တဲ့အင်အားပါပဲ။ပြည်သူဟာကျမတို့ကိုယုံကြည်တယ်။ပြည်သူဟာကျမတို့ကိုအားကိုးတယ်ဆိုတဲ့အသည့်နဲ့ကျမတို့နိုင်ငံရေးခီးကို ဆက်နိုင်မှုအင်အားကြီးအများကြီးကျမတို့ရခဲ့ပါတယ်ဒီလိုဆက်ခဲ့တာမှာဒီကြားထဲမှာအမျိုးမျိုးအဲကျမတို့အခက်အခဲတွေရင်ဆိုင်ခဲ့ရတယ်ကြော်လွှားခဲ့ရတယ်ဒါတွေလည်းကျမအသေးစိတ်တော့မပြောတော့ပါဘူးနောက်လည်းပြောရင်းနဲ့တော့တချို့ကိစ္စတွေကတော့ပေါ်လာမှာပေါ့နိ2020 2000နဲ့7မှာတော့ကျမတို့ကြားပြရုပ်ောက်ပွဲမှာဝင်ပြန်ရှင်ဝင်ပြီးတော့ရှင်ပြန်ခဲ့ပါတယ် အဲ့ဝင်ပြီးတော့ရှင်ပြန်ခဲ့ ပြီးတော့ဒီလွတ်တော်ထဲမှာ ကျမတို့ကိုစလေ44ဦးပြည်တော်စုလွတ်တော်ထဲမှာတာဝန်ထမ်းဆောင်ခွင့်ကျမတို့ရခဲ့ပါတယ်အဲ့ဒီဟာပြီးတော့နောက်တစ်ဆင့်ကတော့2015ထွေထွေရွေးကောက်ပွဲမှာကျမတို့ဝင်ပြီးတော့ပြန်ဆိုင်ခဲ့ပါတယ်အဲ့ဒီပြန်ဆိုင်ခဲ့တဲ့အခါမှာလည်းပြည်သူလူထုရဲ့ထောက်ခံမှုနဲ့ကျမတို့ဟာအစိုးရဖွဲ့နိုင်တဲ့အဆင့်ကိုရောက်ခဲ့ပါတယ်2017တုန်းက ကျမတို့ဝင်ပြီးတော့ရွေးခန်းတဲ့နေရာဒီထဲမှာ တနေရာပဲရှုံခဲ့ပါတယ်ကျမတို့ဟာ53နေရာမှာရှင်ပြိုင်ခဲ့ပြီးတော့52နေရာမှာနိုင်ခဲ့ပါတယ်2015ကျတော့လေကျမတို့ဟာအစိုးရဖွဲ့နိုင်လောက်အောင် နိုင်ခဲ့ပါတယ်ဒီဟာဟာလေဒါအင်တာမထူးခြားတဲ့ဖြစ်ရတကူလို့ကျမတို့ပြောနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲ ကျမတို့ရဲ့လွတ်တော်အသီးသီးမှာပြည်တော်စုအဆင့်ကနေပြီးတိုင်းပြည်နယ်အထိအဆင့်အထိလွတ်တော်အသီးသီးမှာဆိုလို့ရှိရင်ခုနှစ်ခါရာဂိုင်နှုံးသာလင်းပြည်သူတွေရွေးချယ်တင်မြှောက်တဲ့ကိုယ်စားလှယ်ဖြစ်ပါတယ်။ကျန်တဲ့25ရာဂိုင်နှုံးကတော့တပ်မတော်ကနေပြီးတော့ခန့်အပ်တဲ့ကိုယ်စားလှယ်ဖြစ်ပါတယ်။ဒါတော့ကျမတို့ဟာ90ကျော်90ရာဂိုင်နှုံးကျော်လွတ်တော်ထဲမှာရပြီးတော့ပြည်တော်စုလွတ်တော်ထဲမှာရပြီးတော့အစိုးရဖွဲ့နိုင်ဖို့နိုင်ငံတော်အစိုးရဖွဲ့နိုင်ဖို့ဆိုတာဟာ ကျွန်တော်တို့ကအပြတ်တန်နိုင်မှုဟာအင်တာမအရေးကြီးခဲ့ပါတယ်ဒီဟာကိုလည်းကျွန်တော်တို့ပြည်သူကိုတည်တည်ချာချာရှင်းပြခဲ့ပါတယ်ဘာကြောင့်ကျွန်တော်တို့ဟာအပြတ်တန်နိုင်မှုလို့လို့လိုအပ်တယ်လဲဆိုတော့တာမန်ဒီမိုကရေစီတွေမှာလို့90ကျော် ရာဂိုင်နှုန်းကျော်နိုင်အောင်နိုင်ုံနဲ့မရပါဘူးကျွန်တော်တို့ဟာပြက်ပြက်သားသားအစိုးရတခုဖွဲ့နိုင်မှုဆိုလို့ရှိရင်ပြက်ပြက်သားသားနိုင်မှုဟာအင်တာမအရေးကြီးပါတယ်အဲ့ဒီဟာအတွက်ကိုကျွန်တော်တို့ပြည်သူလူထုရဲ့ထောက်ခံမှုတောင်းတောင်းခံခဲ့ပါတယ် အဲ့ဒါလည်းပြည်သူလူထုကထောက်ခံမှုပေးလို့ကျွန်တော်တို့ဟာအစိုးရတခုဖွင့်နိုင်ခဲ့တာဖြစ်ပါတယ်ဒါကတော့ပထမအပိုင်းလို့ကျွန်မဆိုချင်ပါတယ်ဒီဒီမဲ့ကျွန်မဒီနေ့တော့ရပ်ပါမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်မနားလေသလောက်ကတော့ကြာကြာပြောလို့ရှိလို့ရှိရင်ပြည်သူတွေကတိတ်ပြီးတော့ဆက်ပြီးတော့နားမထောင်ချင်ဘူးလို့ဒီလိုပြောပါတယ်အာပညာရှင်တွေများစိတ်စိတ်ပိုင်းဆိုင်ရာပညာရှင်တွေများပေါ့နော်စိတ်စိတ်အာစိတ်ဓာတ်ပေတာပညာရှင်တွေကပြောတာတော့ အမင်းနဲ့20ရက်ပို့ပြီးတော့ကြာကြာပြောလို့ရှိလို့ရှင်ဘလူးမသိနာမထောင်ကျင်တော့ဘူးပြီးတော့အဲ့တော့ကျမကလည်းမင်းနဲ့20အထိလည်းပြောဖို့ရွေးချယ်မရှိပါဘူးအခုကတော့ကျမတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့မိတ်ဆက်ပြေးတဲ့သဘောအနေနဲ့ပဲတမိုင်းနောက်ခံနေကိုစပြီးတော့ပြောတာဖြစ်ပါတယ်အားလုံးကိုနားထောင်တွေ့ကျေးဇူးတင်ပါတယ်ကျမတို့ရဲ့အဖွဲ့ချုပ်ဝင်နေလဲလေးလေးချာချာနဲ့ကိုယ်တမိုင်းကိုကိုလေ့လာပါလို့ကျမအနေနဲ့တိုက်တွန်းချင်ပါတယ်ကျမတို့ပြည်သူတွေလည်းကျမတို့တမိုင်းကိုသိမှကျမတို့အဖွဲ့ချုပ်ကို အင်းနဲ့အားနဲ့ယုံကြည်ချက်နဲ့ထောက်ခံနိုင်မှာဖြစ်လို့နားထောင်နိုင်ရင်နားထောင်ကြပါလို့လည်းဆိုဩကျင်ပါတယ်ကျေးဇူးတင်ပါတယ်